ဲအတိကဟိုပါလေဖိန်ဥစွာဦးကိုလေရှင်ရှင်နဲ့ပြောရတာလေဖိန်ကတော့ဘယ်တော့နဲ့တည်းမှာစကားကာရက်တာကြီးကပြောရဲဆိုဒီငိုအမျိုးသမီးအာဖြစ်တာပေါ့အားနာရအောင်မဟုတ်ကတော့ကတော့ပြောပြောပြီးတော့ပဲတရုတ်ဆောင်ရတာလေဒါပေမဲ့တရုတ်ဆောင်ရဆိုတော့တည်းမလားမလုပ်လို့ရလဲအဆင်မပြေဘူးအဖေကြီးတို့နဲ့ကဝါဆိုငငယ်လေးတွေရရရငငယ်လေးတွေရရတော့ဖေကြီးတို့နဲ့ကမိသားစုလိုဖြစ်နေပြီ ချိန်လုံးတရုတ်ဆောင်ရတဲ့အချိန်မှာအဲ့လိုရွဲရွက်နေရတာပေါ့နော်ရကုန်းနေပင်းရလိုက်ဇက်တွေရွဲရလိုက်အဲ့လိုမျိုးပေါ့နော်ဟုတ်โอเคဒီမြဇလန်းတွင်းမှာဟောဆိုတာစိမ့်ဆိုရဲကာရိုက်တာနေပြီးတော့ပါဝင်ပြီးတရုပ်ဆောင်ထားပါရဲ့ရှင်ဟာအဲ့ဒါတော့လေဟိုပေါ့เนาะဒီအခုဟောဆိုနောက်ပိုင်းရိုက်တဲ့ကားမှတ်နှမြဟောဆိုအရင်တော့ တရုတ်မဆောင်မှုရဲ့ character မျိုးပဲဟောဆိုရွေးချယ်ပြီးရိုက်ဖြစ်နေတာပေါ့နော်ဒီမြဆလန်တွဲမှာလဲ same character ဟောဆိုတရုတ်ဆောင်နေကြပုံစံမျိုးမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ဟောဆိုဒီ character လေးကိုလက်ခံပြီးတော့လဲရိုက်ဖြစ်တာပါအာဒါကတော့ထွက်လာရင်ရွှေထွက်လာရင်တော့ပြိတက်ကြီးရပဲဆုတ်ပြတ်ပေးသွားမှာပါဟုတ်ပထမဆုံးအနေနဲ့ဟောဆိုဒီမြ series ဆလန်တွဲမှာပေါ့နော် same character ရဲ့လုံးကြီးကြီးနဲ့ကန်တန်းခဲ့တဲ့ကန်တန်း plus နဲ့ဘူနာစာလက်လို့တော့ကျေးဇူးများရတယ်ပါတယ် အဓိကတော့ဒီမြာမဟာစံအိမ်တဲကိုဝါဆိုကလာပြီးတော့ဒီမိသားစုကြီးတဲကိုပေါ့နော်ပေးထိုးပြီးမှုရဲ့လူတယောက်ပေါ့အဲ့လိုကာရိုက်တာနေပြီးတော့တယောက်ဆောင်တာအာရှိပါရဲ့ဟိုဟာကိုနေထူးနိုင်တဲ့ခန်းဆိုရင်တော့အမှတ်တရအဲ့ခုနအမရုတိရဆိုရင်ရေထဲဆင်းတဲ့ဟာလေးကလုံးဝအမှတ်တရဝါဆိုအရန်ကြောက်တယ်အဲ့ချိန်တော့ကလည်းည7နာရီခွဲရမှာ7နာရီခွဲ7နာရီဆိုတော့ တဲ့အကောင်တွေကိုကြောက်တာအကောင်တွေများရှိမလားဗောရေတော့တော့မကြောက်တက်ပါဘူးအဲ့လိုအကောင်တွေများတွဲလာမလားဗောအဲ့ဒါတော့အမှတ်တရပဲဒီတိရှောင်းနေမြဘလို့တိမပြောပါဘူးလောင်ပြင်းရဲ့ကားဆိုတော့လေမပြောပါဘူးအဲ့ဒီ ်ချိန်လုံးတရုပ်ဆောင်ရတဲ့အချိန်မှာအဲ့လိုရွဲရွဲ့နေရတာပေါ့နော်ညကုံးနေပင်းရလိုက်ဇက်တွေရွဲ့ရလိုက်အဲ့လိုမျိုးပေါ့နော်ဟုတ်ဟုတ်တယ်အဲ့ဒါအဓိကပါပဲဟိုအဓိကဒီကားရဲ့ message ကမိသားစုတွေမှာရှိတဲ့မထားတဲ့စိတ်ထားတွေမထားတဲ့ရန်ညိုးတွေပေါ့နော်နောက်ပြီးတော့ဒီလောဘလူတွေရဲ့လောဘပေါ့နော် လောဘဒေါသပေါ့အဲ့ဒါတွေအဲ့ဒါတွေမရှိဖို့ပေါ့နော်နောက်ဆုံးအဲ့လိုရှိရလူတွေနောက်ဆုံးဆုံးသက်ကမလှဘူးဆိုတဲ့ဟာမျိုးပါပဲဒီကားရဲ့ message ကအဓိကအဲ့ဒါလေးပါဟုတ်တယ်ဥဆောင်ပိုင်းနဲ့ပ တ်သက်ရင်တော့ဝါဆိုအားရင်တော့သူ့ shooting တော့ live ပေးတယ် live ပြတ်တယ်ပေါ့နော် live ပြတ်ပြီးတော့နည်းနည်းပါအကြံလေးပါလေးပေးတယ်ပေါ့နော်အဲလိုတော့ရှိပါတယ်သူဆောင်ပိုင်းမှာကျတော့ကိုကအော်ပေါ့နော်တိတလောက်လေးတွေအများတော့ sharing လုပ်တာပေါ့ဟာရှင်ရောက်လာပြီလားကိုမြတ်မနမူနာလားကြိုက်တယ်ကြိုက်တယ် ဟိုဟာသဘောကျတယ်ကိုကိုအခန်းလေးကိုပြန်ကြည့်ပြီးတော့ဒီလိုတိရောက်ဆောင်ခဲ့ပါလားပေါ့နော်အဲ့ဒါသဘောကျပါလားဟုတ်ပါခင်မုန်းတွေရောဒါစိတ်တိုင်းတိုက်ခဲ့ရတာဉာဏ်နဲ့မောင်းမာကွက်တွေကိုစိတ်တိုင်းဆက်ခဲ့ရတာအဲ့အကြီးကဟိုဟာလေဖိဥစွာဦးကိုလေရှင်ရှင်နဲ့ပြောရတာလေဖိကတော့ဖိကတော့လက်တရမှာစကားကာရိုက်တာကြီးကပြောရဆိုဒီကားမှာကဥစွာဦးနဲ့ခန်းနေရပုံများတယ်ဖိင်းနဲ့ခန်းနေပုံများတယ်ပေါ့နော်တိရောက်ဆောင်ဟာဘာဖြစ်စော်ကြီးမြပိတ်ရဲ့နဲ့ကပတ်သက်နေကြရလူတွေဆိုတော့လေဟာ ဒီရင်ကိုအမျိုးသမီးတယောက်ရောက်လာလိမ့်မယ်အာဖြစ်တာပေါ့အားနာတော့မဟုတ်ကတော့ကတော့ပြောပြောပြီးတော့ပဲတရုတ်ဆောင်ရတာလေဒါမဲ့တရုတ်ဆောင်ရဆိုတော့သိရမလားမလုပ်လို့ရလဲအဆင်မပြေဘူးအဲ့လိုဒါမဲ့ဒီစကားထွက်လာရဲ့အချိန်ကြီးတော့ပြိတ္တာတိမာပါဘာကြောင့်ဒီလိုပြောရတာလဲခေါ်ရတာလဲအတုံးတုံးတုံးတာလဲဆိုတာသိသွားမှာပါဟုတ်အမောဟိုပါပထမရိုက်ရိုက်ချင်းစင်းနေကြတော့အားနာတာပေါ့နော်ဘယ်ကြီးကိုဟို ကတော့ကတော့ပဲပြောင်းပြီးတော့ပဲရိုက်ရတာပေါ့နော်နောက်ပိုင်းကျတော့လဲတောက်လျှောက်ဒီ dialogue တွေပဲပြောနေရတော့လဲဖေးကြီးလဲနားလဲကိုယ်လဲလာတယ်အကုန်လုံးနားလဲအဲ့လိုပဲရိုက်ပြရတာပေါ့ဟုတ်ဟုတ်အဖေတို့နဲ့ကဘာဆိုငငယ်လေးတွေရိုက်ရရငငယ်လေးတွေရိုက်ရတော့ဖေတို့နဲ့ကမိသားစုလိုဖြစ်နေပြီအဲလိုအေးစစပဲအခုတိုင်မဲ့ပြန်ဆုံရတာပေါ့နော်ပြန်ဆုံရတဲ့အတွက်ဖေကြီးနဲ့ပဲအဲ့လိုပဲစင်းနေရများတော့ လို့တေချာလေးပေါ့လူပါပဲဖေးကြီးကလည်းဟိုကောနော်လူကြီးရပြောတာလူငယ်ဆက်ပါရဲ့အာလူငယ်နေနဲ့ပဲအဲ့လိုစားလိုက်တောက်လိုက်ရေးလာလာနဲ့ပဲပြပြပပပဲနေတက်တက်လူဆိုတော့လေဟုတ်ဟောတာဝန်ကြီးပါရဲ့ဘာလို့ဒီဇလန်းကိုလက်ခံတဲ့အချိန်မှာလေတခုအားမရရဲ့တခုကဒီရာဒီစကားရရရဲ့အချိန်ကအဲ့လို timeline ကထွက်ပြီးသားဘာလို့ online တက်မဲ့အချိန်ကထွက်ပြီးသားဆိုတော့လေအဲ့လိုနည်းနည်းတော့ရရတာပေါ့နော်နည်းနည်းမြန်တယ်လို့ခံစားရတယ်အဲ့လိုဒီ ီးပြီးမှဆိုရင်ရှေ့မှာွားဆိုရိုက်ခဲ့တဲ့ဟာတွေလည်းရှိရဒါဒီကားဆိုရင်ချက်ချင်းရဲ့ချက်ချင်းထွက်သလိုဖြစ်နေတာပေါ့နော်ဟုတ်အဲတချို့အခန်းလေးကြကိုအမရလေးရှိရဒီချက်ပို့ပြီးလှုပ်ချင်တာလေးတွေရှိရလေးရှိရပေါ့ဟုတ်ဟုတ်တယ်အရင်မြန်တယ်ဟုတ်တယ်အဲ့ဒါကြောင့်လေအရင်မြန်တယ်လို့နောက်ပြီးတော့တရက်ကိုတစ်ခါကြာရင်ဆင်း20လောက်ရရရဲ့နေ့လည်းရှိတယ်အဲနည်းနည်းလည်းပင်ပန်းနေရတာဟုတ် ဝါဇိုးရဲ့အမှုပညာလှုပ်ရှားမှုလေးတို့လည်းအမြဲအားပေးဖို့ဝါဇိုးတောင်းဆိုချင်ပါရဲ့ဝါဇိုးကလည်းပိတ်သက်ကြီးကိုအမြဲတမ်းချစ်ပြီးတော့လေးစားပြီးကျေးဇူးတင်နေပါတယ်လို့ဟုတ်